အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လာ9ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာအဲ့တော့ဒီကနေ့ညမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ဖားကန်မြို့နယ်ဒီမှော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်သားတွေလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့စစ်သား2ဦးသေဆုံးသွားပါတယ်အဲ့တော့ ကျွန်တော်ကတော့လက်ဖေးရည်ဆိုင်ပိုင်ရှင်ကိုပဲတနာမိပါတယ်။ဘာကြောင့်ဆိုရင်ဒီကောင်းနေလက်ဖေးရည်ဖို့တော့ရှင်းသွားနိုင်မှာမဟုတ်ပါဘူး။အဲ့တော့ဒီသတင်းပြည့်စုံကိုလည်းနားဆင်ရမှာပါ။ကြိုင်မရောနဲ့ကွန်ကရစ်မြို့နယ်ဆက်မှာရှိတဲ့ပန်ရက်ကြီးွာနေအိမ်စာတင်ကြောင်းကိုစစ်ချုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲမှုမှာကလင်းငယ်တူအပါဝင်၄ဦးသေဆုံးပြီးတော့35ဦးထပ်မင်းဒဏ်ရာရသွားပါတယ်။အဲ့တော့စာတင်ကြောင်းကိုဘုံကျဲပြန်ပါပြီစစ်ချုံးကောင်စီရဲ့ ကလေးငယ်တွေကိုတက်ပြတ်မှုပြည်သူတွေကိုတက်ပြတ်မှုစာသင်ကျောင်းတွေကိုဥတီပြီးတော့တိုက်ခိုက်မှုတွေကတော့ကျွန်တော်နေ့စဉ်နဲ့အမျှမကြောက်မနာသာရှိလောက်အောင်ကိုသတင်းတွေအဆက်မပြတ်ပြောနေရတာပါတော်တော်လေးကိုရုတ်ကန်းတဲ့ဆက်ရှုံးកောင်းစီပါအဲ့တော့ဒီသတင်းပြည်စုံလဲဒီညမှာနားဆင်ရမှာပါနောက်ထပ်သတင်းကတော့နေဆက်မှာဖမ်းမိတဲ့မူရည်စေးဝါးတွေကိုဝါတက်ဖွဲ့ UWS ကတရုတ်ကိုလွှဲအပ်လိုက်တယ်လို့သိရပါတယ်နောက်ထပ်သတင်းကတော့ထီကပလဲ ဆရှုံးကော်စီတက်စကန်ကိုကဲနေလေးပူပေါင်းတက်ကထိုးစစ်ဆင်နေပြီလို့သိရပါတယ်အဲ့တော့မကြခင်မှာဒီကပလေစကန်ကဒေါ်လာရင်းတက်ဖွဲ့တွေလက်အောက်ကိုရောက်ရှိသွားပြီဆိုတဲ့သတင်းကမကြခင်မှာပဲထပ်ပြီးတော့ကြားရအောင်မယ်အနေထားပါဘာကြောင့်လဲဆိုလို့ရှိရင်ထိုင်းမြန်မာနယ်စပ်မှာတော့ KNU ပါဝင် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတော့စကန်းသိမ်းနေဆိုတာထမင်းသားထမင်းသားရေတော့အလုပ်လိုမျိုးဖြစ်နေပါပြီအဲ့တော့ဒီသတင်းပြည်စုံကိုလည်းနားဆင်ရအောင်ပါခင်ဗျာစီဆိုင်မြို့နယ်ကပြည်သူ 6000ကျော်ကိုစစ်ရှုံးကောင်စီလက်အောက်ခံ PNO ပြည်သူစစ်တွေကမောင်းထုတ်ပြီးတော့မွေတော်ဖျားဝင်းအတွင်းမှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်။ဒါကတော့ကျွန်တော်ဒီကနေ့ညကခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတချို့အပြင်ကိုထွက်ပြီးတော့လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့အချိန်ပြစ်ကတ်ခံရပြီးစစ်သား၂ဦးသေဆုံးခဲ့ကြောင်းတော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့ဂျွန်လ9ရက်နေ့မနက်9နာရီလောက်မှာ ဖားကန်မြို့နယ်မော်စီစာဖျားမှာတဆွဲထားတဲ့အကြမ်းမဆက်ရှုံးကောက်စီတပ်သား3ဦးကဖားကန်မြို့နယ်မော်စီစာကျေးရွာမှာဖွင့်လှစ်ထားတဲ့ငွေတစ္ဆာလက်ဖက်ရည်ဆိုင်မှာမနက်စာလာရောက်စားတောက်နေတဲ့အချိန်မှာ ပြစ်ခတ်ခံရတာလို့သိရပါဗါတယ်အဲ့တော့စစ်သား၃ဦးကိုဒေါ်လာရင်တက်ဖွဲ့တွေကဝင်ရောက်ပြစ်ခတ်ရမှာစစ်ရှုံးကိုတပ်သား၂ဦးပွဲချင်းပြီးတေဆုံးခဲ့တာလို့လည်းသိရပါဗျ။ဒီမနက်၉နာရီလောက်မှာမော်စီစာဖျားမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တို့ မော်စီသာဖျားကုန်းကလည်းဖက်ရည်ဆိုင်မှာထိုင်နေတော့ဝင်ရောက်ပြစ်ခတ်ခံရလို့စစ်ရုံးကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားတယ်။အဲ့ဒီမော်စီသာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ရုံးကောင်စီတပ်ဖွဲ့ဝင်တွေကဒီနတ်ယာကာမိုင်အဲ့ဒီလမ်းကနေဒီဖားကန်တဲကိုဝင်လာတဲ့တက်ဖွဲ့တွေပေါ့သူတို့ကအင်အား600လောက်စစ်ကြောင်းရှိတယ်ဖားကန်တက်လာတဲ့အချိန်လမ်းမှာအသေးအပြောက်အများကြီးရှိတယ်အဖမ်းခံရတာတွေလည်းအများကြီးရှိတယ်တချို့စစ်ကြောင်းကဖားကန်ကိုဝင်လာတာပေါ့အဲ့ဒီစစ်ကြောင်းကတချို့ကဖျားကုန်းမှာတက်ဆွဲနေတာအဲ့ဒီ စစ်ကြောင်းကဖားကန့်ကိုဝင်လာတဲ့ထဲကနေသူတို့ပြစ်ခတ်လို့ပြည်သူ၁၉ဦးလောက်သွေးသွားပြီပေါ့ဒဏ်ရာရတာ20လောက်ရှိတယ်အဲ့ဒီစစ်ချုံးောက်တီတပ်ဖွဲ့ဝင်တွေကို KYP PDF ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပြစ်ခတ်လိုက်တာပေါ့သူတို့ဘက်က၂ယောက်တည်တယ်အဲ့ဒီဆိုင်မှာပဲဆိုပြီးတော်လှန်ရေးသတင်းမြစ်အုပ်ကဖြစ်စဉ်အသေးစိတ်ကိုရှင်းပြပါရခင်ဗျာအဲ့တော့ဒီစစ်ကြောင်းကပြည်သူတွေကိုတောက်လျှောက်ပြစ်ခတ်တပ်ဖြတ်လာတာ19ဦးအထိတောင်ပြည်သူ19ဦးအထိတောင်တပ်ဖြတ်ခဲ့ပြီလို့သိရပါတယ်အဲ့တော့ ပြည်သူကိုတက်ဖြတ်ပြီးလဖေးရည်ဆိုင်မှာအေးအေးဆေးဆေးထိုင်နိုင်တယ်လို့များမှတ်ယူလားမသိဘူးခုတော့လဖေးရည်ဘိုးတော်မရှင်းနိုင်ဘဲနဲ့ဝစီကိုတခါတည်းတန်းပြီးတော့ဆင်းသွားရတယ်ဖြစ်စင်မှာလူကြီးမှာလဖေးရည်ဘိုးကြီးသေးကြီးလို့ငရဲပြည်ကိုလဖေးရည်သွားတော့တာထင်ပါတယ်အဲ့တော့မော်စီသာဘုရားကုန်းမှာတက်ဆွေးထားတဲ့စချုံးကောင်စီကမေလာနှောင်းပိုင်းမှာဒီဖားကံမြို့နယ်ကိုနတ်ရကာမိုင်လမ်းပိုင်းအတိုင်းအင်အား600လောက်နဲ့ ဝင်ရောက်လာတဲ့ဆက်ကြောင်းဖြစ်ပြီးစစ်ရှုံးကောင်စီတပ်သားတို့ကမော်စီစာဖျားဝင်အတွင်းမှာတက်ဆွဲပြီးတော့အခုချိန်ထိနေထိုင်နေကြတယ်လို့သိရပါတယ်ခင်ဗျာ။ဒါကြတော့ပထမဆုံးတွေ့ရတဲ့လဖေးဆိုင်မှာ ဖြစ်ပွားသွားတဲ့ဇလန်းလေးတပုတ်ဖြစ်ပါတယ်။အဲ့တော့နောက်ထပ်သတင်းကတော့ချိုးပင်ကောက်မှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးနေတဲ့ဗော်ဒီကုန်းရွာအုပ်ချုပ်ရေးမှုမောင်ငိမ်းပြစ်ကတ်ခံရပြီးတော့တည်ဆုံသွားပါတယ်။လက်ပြုံနှလုံးကိုတော့တင်းစီရရှိလိုက်တယ်လို့သိရပါတယ်။အဲ့တော့မောင်ငိမ်းရဲ့ နောက်ဆုံးသွားရလမ်းဖြစ်ပါတယ်။ဘကိုးတိုင်းဂျိုးမင်ကောင်းမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေတဲ့ဗော်ဒီကုံရွာကလက်နက်ကင်အုပ်ချုပ်ရေးမှူးမောင်ငိမ့်ကိုပြစ်ခတ်တိုက်ခိုက်ရမှာတည်ဆုံးခဲ့ပြီးလက်ပြပုံနှလုံးသိမ်းဆီးရရှိခဲ့တယ်လို့ BDSM GBK PDF တက်ခွင့်မှု ကိုတေစာမင်းကပြောဆိုပါတယ်ခင်ဗျာ။အဲ့တော့အမေရိကဂျွန်လာ၈ရက်နေ့ညနေ9:00ခွဲချိန်လောက်မှာဂျိုးမင်ကောင်းမြို့နယ်ရှေးချမ်းဗော်ဒီကုံရွာအုပ်ချုပ်ရေးမှူးစစ်မှုထမ်းတဲ့ ဒီပြူစောတီခေါင်းဆောင်မောင်ငင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလေတော့အတွင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗါတယ်အဲ့တော့ပြက်ခတ်တိုက်ခိုက်မှုအတွင်းမှာဗိုလ်ဒီကွန်ရွာအုပ်ချုပ်မှုမောင်ငင်းကပွဲချင်းပြီးတင်းဆုံးခဲ့ပြီးတော့သူ့စီကနေပြီးလက်ပြပုံနှလုံးကိုသိမ်းဆီးရရှိနိုင်ခဲ့တာပါခင်ဗျာမောင်ငင်းကပြည်သူတွေဘော်ကိုကျူးလွန်ထားတာတော်တော်များပါတယ်သူက2020လောက်နှစ်ခုနှစ်လောက်ကတည်းကစစ်မှုထမ်းဟောင်းပဲပြီးတော့အုပ်ချုပ်ရေးမှုလည်းဖြစ်တယ်ပြည်စော်ရီကောင်းဆောင်လည်းဖြစ်တယ်မောင်ငင်းက စစ်မှုထမ်းတွေလဲဆွဲတယ်ဆွဲတဲ့လူငယ်တွေကိုဒီပတ်စံတတ်နိုင်တဲ့သူတွေဆိုရင်သိန်း350 200နဲ့ထုတ်ပေးပြီးတော့သူ့အတွက်လဲတီးတန့်ဆိုပြီးတော့သိန်း40လောက်ထပ်တောင်းတာတွေရှိတယ်အဲ့ဒါတကြိမ်တစ်ခါလဲမဟုတ်ဘူးအကြိမ်ကြိမ်လှုပ်ဆောင်နေတာပါအခုကသူလဲထဲမှာစဘာကျဲနေတဲ့အချိန်မှာကျွန်တော်တို့ကရှင်းလင်းခဲ့တာပေါ့သူကလက်နက်ရှိတယ်မပါလာတော့လက်ပစ်ဘုံနှလုံးပဲသိန်းစီရရှိခဲ့တယ်ဆိုပြီး BDZM GPK PDF တက်ခွင့်မှုကိုဒီစာမင်းကဖြစ်စဉ်အခြေအနေအသေးစိတ်ကိုရှင်းပြပါပါတယ်ခင်ဗျာအဲ့တော့ ေတော့ထဲမှာဇွားကျင်းနေရင်လက်ွက်ထဲမှာမနိုးသောအိတ်ချင်းနဲ့အဆုံးတိုင်အိတ်ဆက်အားယူသွားတဲ့မောင်ကြီးဖြစ်ပါတယ်။နောက်တဲ့ရင်ကတော့ကျွန်တော်တို့မွန်ပြည်နယ်ကျိုင်မီရောမြို့နယ်နဲ့ကော့ကရိတ်မြို့နယ်ဆက်မှာရှိတဲ့ပန်ရက်ကျေးရွာကကလင်းငယ်တွေကလင်းငယ်တွေကိုစာတင်ကြပေးနေတဲ့နေအိမ်စာတင်ကြောင်းကိုအကြမ်းမဲ့ဆစ်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျက်ချခဲ့ရမှာကလင်းငယ်တွေအပါအဝင်၄ဦးသေဆုံးကြောင်းဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာအဲ့တော့စာတင်ကြောင်းတွေမှာပြစ်မှတ်ထားခံရပြီးတော့လေကြောင်းတိုက်ခိုက်ခံရတာတွေများလာတဲ့အခါ ် NUG ပါဝင်ဒေသတော်တော်များများမှာအကြောင်းနေပိတ်လိုက်ရပါတယ်အဲ့တော့ပညာရေးအဆက်မပြတ်ဖို့အတွက်အိမ်မှာခေါ်ပြီးတော့ကလေးတွေကိုစုပြီးတော့စာသင်ကြားပေးကြပါတယ်ပြီးတဲ့အချိန်မှာအခုအိမ်မှာစာသင်ပေးနေတဲ့အိမ်စာသင်ကျောင်းကိုပါထပ်ပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်ကလေးငယ်တည်ဆုံးရတယ်အဲ့တော့30ကျော်လဲဒဏ်ရာရတယ်လို့သိရပါတယ်တော်တော်ကိုစိုးဝါးတဲ့ဆက်ရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပါဆုလိုက်ပြုံလိုက်ပြည်သူကိုတတ်ဖြတ်တဲ့မှတ်တမ်းတွေဖြစ်ပါတယ် ကိုရူကိုရအเจ้าမှာလွန်ခဲ့တဲ့ရက်တွေကစာတင်เจ้าမှာပဲစာတင်နေတာပါဒါပေမဲ့လေရင်ကြောက်လို့နေရင်ကိုရွှေ့ပြီးတော့စာတင်နေတော့လေရင်နဲ့ဘုံလာကျဲပြီးတော့လာစော်သွားတာစာတင်တဲ့အိမ်ကိုပဲဘုံတက်တယ်လားခြတာဆိုပြီးဒေသခံတူကပြောပြပါသွားတယ်အဲစုစုပေါင်း၄ဦးသေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်လက်ရှိဒဏ်ရာရရှိထားတဲ့စင်းကတော့စုစုပေါင်းကလေးငယ်နဲ့လူကြီးတွေပါဝင်ဒဏ်ရာရရှိသူဥယျာဉ်35ဦးအထက်ရှိကြောင်းဒဏ်ရာရရှိသူတွေကိုစေယုံတင်ဖို့ကုသနေရကြောင်း သိရှိရပါတယ်အကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်သုံးလုံးလဲထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာလေကြောင်းတိုက်ခိုက်မှုတွေကတော့ကျွန်တော်တို့တော်တော်လေးကိုစိုးရပါတယ်နောက်ထပ်သတင်းကတော့ကရင်ပြည်နယ်မှာ ရှိတဲ့ဒီမြောက်ရီခရိုင်စုကလီတိုက်နယ်မှာခြေချထားတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ထီကပလေစခန်းကိုကင်မြသားလွမြောက်ရေးတက်မလို့ KNL နဲ့ PDF ပူးပေါင်းတက်တွေကဒီကနေ့ဂျွန်လ9ရက်မှာစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေကြပြီလို့သိရပါဗျာ အဲ့ဒီစခန်းကတော့စစ်ရုံးကောင်စီတပ်ဖွဲ့ဝင်အင်အား80လောက်အခြေချထားတဲ့စခန်းဖြစ်ပြီးစခန်းအတွင်းမှာရိတ်ခါတနစ်စာတူလောင်ထားတဲ့နေရာကို GNL ပူးပေါင်းတပ်ကဒရုန်းနဲ့ဘုံဒီအလုံး20လောက်ခြေချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မြန်မာထိုင်းနယ်သက်နဲ့တမိုင်းကျော်အကွာမှာရှိတဲ့စစ်ရုံးကောင်စီတပ်စခန်းချန်စီယူအနီးမှာမြေမြုံပိုင်းတွေထောင်ထားတဲ့အတွက်စခန်းသိမ်းရမှာအခက်အခဲတွေရှိနေလို့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်နေတာလို့တိုက်ပွဲတွေမှာပါဝင်တဲ့တပ်မှုတစ်ယောက်ကပြောပါတယ်ခင်ဗျာ။ GNL ပူးပေါင်းတပ်တွေ ထိုးစစ်စင်တိုက်ခိုက်နေတဲ့ထီးကပလဲစစ်ရှုံးကောင်စီစခန်းကိုရဲနဲ့ငယ်တွင်ဒိန်းစည်းနိုင်ပွဲရှိတယ်လို့စစ်ရေးလေလာသူတယောက်ကလည်းပြောပါတယ်ခင်ဗျာအဲ့တော့ထိုင်းမြန်မာနယ်သက်မှာရှိတဲ့စခန်းတွေကိုတောက်လျှောက်သိမ်းလာတာနောက်ဆုံးကြံတဲ့၄ခုတွေကတခုကိုထပ်ပြီးတော့တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်စခန်းသိမ်းတာကတော့ကျွန်တော်တို့ KNU တပ်ဖွဲ့တွေနဲ့ PDF တွေအတွက်ကတော့ဓမင်းစားရေတောက်လို့ဖြစ်နေပါပြီမကြတော့တဲ့အချိန်မှာကျွန်တော်ခုသတင်းတင်ဆက်နေတဲ့အချိန်မှာတော့သိမ်းပိုက်ရရှိပြီးပြီးနေပါပါအဲ့တော့ ။မကြခင်အချိန်မှာအောင်ပွဲသတင်းတွေကိုထပ်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ပြီးတော့ကြားရမှာပါခင်ဗျာ။အဲ့တော့နောက်ထပ်သတင်းကတော့မြန်မာနယ်စပ်ကနေတဆင့်တရုတ်နိုင်ငံတွင်းကိုပို့ဆောင်မဲ့မူရစေဝါတွေကိုဒီတရုတ်အာဏာပိုင်တွေနဲ့ပူးတွဲပြီးတော့ဖမ်းဆီးနိုင်ခဲ့တယ်လို့ဝါအထူးဒေသရဲတပ်ဖွဲ့ WSP ကမနေ့ကဂျွန်လ10ရက်နေ့မှာထုတ်ဖော်ပြောဆိုထားပါတယ်။တရုတ်အစိုးရထောက်လန်းရေးအဖွဲ့အကူအညီနဲ့ဖမ်းဆီးရမိတဲ့အဲ့ဒီမူရစေဝါတွေမှာဘိန်းဖြူ16 kg စိတ်ကြွဆေးပြား 928.5 kg ဘိန်း6.2 kg နဲ့တန်တရားဖြစ်ပွဲမူရစီ68ပလင်းပါဝင်တယ်လို့ဆိုပါတယ်ခင်ဗျာအဲ့တော့မွေးစေးရင်အတူဒီတရားခဏ်နေဖမ်းမိနိုင်တာရှိမရှိဆိုတဲ့အချက်ပေါ်မှာတော့ဝါတပ်ဖွဲ့ဘက်ကရှင်းရှင်းလင်းလင်းဖော်ပြထားတာမရှိပါဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝါဆက်ဆံရေးရုံးတာဝန်ခံကိုညီရန်းကိုဆက်သွယ်မေးမြန်းရမှာမွေးစေးတွေဖမ်းသိရရှိတာတော့ဟုတ်မှန်ပြီးအသေးစိတ်ကိုတော့မသိရဘူးလို့တုံ့ပြန်ပါတယ်ခင်ဗျာ မြန်မာထိုင်းနယ်သက်ဒေသတွင်းမှာမူရစီထုတ်လုပ်မှုကိစ္စနဲ့ပတ်သက်ပြီးဖြစ်ရှိမှုထိုင်းနိုင်ငံဘက်က WSO ဝတပ်ဖွဲ့ကိုမကြာခဏဆိုစလိုဖိအားပေးနေခြင်းဒီရုပ်နိုင်ငံနဲ့ပူးတွဲဆောင်ရွက်တဲ့မူရစ်တိုက်ဖြတ်ရေးအစီအစဉ်ကိုဝါတပ်ဖွဲ့ဘက်ကထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။ဗမ်းပြည်နယ်မူရစီဝါတွေကိုဝါဒေသနဲ့တရုတ်နယ်ဆက်ဒီမန်အားစိတ်ကန်းကနေစဉ်တရုတ်နိုင်ငံအာဏာပိုင်နေထံကိုလွှဲပြောင်းပေးရလို့ WSP ကဖော်ပြပါတယ် တရုတ်နယ်စပ်ခြေစပ် UWSC တပ်ဖွဲ့ကမြန်မာနိုင်ငံမှာရှိတဲ့အင်အားကြီးတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးရှမ်းပြည်ရှေ့ပိုင်းထိုင်းနယ်စပ်အထိသူတို့ရဲ့ဒီစစ်တပ်အင်အားကိုဖြန့်ခွဲချထားတာကိုတွေ့ရပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းကတော့ဒီရက်တွင်မှာဆူဆူဝါဝါတွေ့ကြုံနေရတဲ့ PNO ပြည်သူစစ်ပါစစ်အင်အားတိုးချဲ့နေသလိုဆစ်ရှုံးကောင်စီနဲ့တောက်လျှောက်ပူးတွဲပြီးတော့စီရေးမှာဖော်ဆောင်နေတဲ့ PNO ပြည်သူလူထုတွေကိုဒုက္ခအမျိုးမျိုးပေးနေတဲ့ PNO လွန်ခဲ့တဲ့ရက်ကပဲကျွန်တော်တို့ရုပ်တံမှတ်တမ်းတစ်ခုလည်းထွက်လာပါတယ်ဒေါ်လာရေးရဲဘော်တွေကိုအရှင်ဖမ်းမိတဲ့ရဲဘော်တွေကိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အဖွဲ့တွေဖြစ်ပါတယ်အဲ့တော့ဒီ PNU နဲ့ပတ်သက်တဲ့တင်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါရှမ်းပြည်နယ်တောင်ပိုင်းပအိုးကိုပိုင်ကုတ်ချုပ်ခွင်ရဒေတာစီဆိုင်မြို့နယ်တွင်းမှာရှိတဲ့ကျေးပါအုပ်စုနှစ်ခုအတွင်းကပြည်သူ6000ကျော်ကိုစစ်ကြောင်းကောင်စီလက်အောက်ခံ PNU ပြည်သူစစ်ကမောင်းထုတ်ပြီးတော့မွေတော်ဖျားဝင်တွေမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါပါခင်ဗျာဂျွန်လ9ရက်နေ့စီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုအတွင်းမှာရှိတဲ့တပူးထိုရွာ ကောင်းထူရွာလွေငုံရွာနောင်ဘူရွာပင်ဆက်ရွာနဲ့တောင်ရှိကျေးရွာအုပ်စုတွေမှာရှိတဲ့နောင်တော်6ရွာဒီကလာလန်ရွာတို့မှာနေထိုင်တဲ့ပြည်သူ6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးကျေးရွာတွေအတွင်းကနေအပြီးထွက်ခွာကြဖို့စစ်ရှုံးကောင်စီရဲ့လက်အောက်ခံ PNO ပြည်သူစစ်တွေကမောင်းထုတ်နေကြတာဖြစ်ပါတယ်။သူတို့စာရဆိုရင်ပြည်သူလူထုကစစ်ဘေးဒဏ်မခံချင်လို့စစ်ဘေးရှောင်စခန်းသွားနေတာတို့တောင်ရတဲ့သွားနေတာတွေကိုလည်းသူတို့ကပြေးမနေဘူး။ အဲ့ဒီမွေတော်ဘုရားဝိုင်းတဲ့ကိုအကုန်လုံးသွားပြီးတော့ဆုရမယ်ဆိုတဲ့အမိန့်မျိုးပေးလာတာဖြစ်ပါတယ်ဒါကကျေးရွာတွေမှာရှိတဲ့ပြည်သူလူထုအားလုံးကိုဖမ်းပြီးတော့ထောင်ထဲထည့်ထားလိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်ပီယန်နိုနေနဲ့ကဒါကိုပြန်စင်းစားရမှာဖြစ်ပါတယ်ကို့အဖွဲအစည်းစတင်တီထောင်ကစကြတဲ့ကလူလူရဲ့ထမင်းနဲ့ကြီးထွားလာတဲ့အဖွဲအစည်းတစ်ခုဖြစ်ပါတယ်အခုကျတော့ခရိုနီဒီနေဝင်းထွန်းရဲ့အကျိုးစီးပွားကိုကာကွယ်ရင်းကို့ပိုးလူမျိုးတွေကိုဒီလိုမောင်းထုတ်နေရတာပြန်ဖမ်းနေရတာလောက်ရက်ကြသလားလိပ်ပြလုံရင်လားဆိုတာကို့ဘာသာကိုပြန်မေးဖို့လိုပါတယ်ဆိုပြီး ပြင်းနယ်လေးသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကပြောဆိုပါတယ်ခင်ဗျာအဲ့တော့ပြန်လို့နေနဲ့စင့်အင်အား6000ထိတိုးချဲ့ဖို့အတွက်လှုပ်ဆောင်နေတာကိုလည်းကျွန်တော်တို့အရင်ရက်ကသတင်းတွေထဲမှာတွေ့ရပါတယ်အခုလည်းပြည်သူလူထုကိုဒုက္ခပေးတဲ့လှုပ်ရက်ကိုပါကိုအေးအေးဆေးဆေးနဲ့စာဝတ်နေရေးအတွက်တောင်းနေလေတွေယာတွေထဲမှာအေးအေးချမ်းချမ်းနေတဲ့ဒေသခံတိုင်းသားလူမျိုးတွေကိုဒီစစ်ခရိုနီခေါင်းဆောင်တွေအတွက် စစ်ခရိုနီခေါင်းဆောင်တွေရဲ့အကျိုးစီးပွားအတွက်နဲ့ဒေသခံတွေကိုဒုက္ခမျိုးမျိုးပေးနေကြတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေပါခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြဲဆုံးလွမြောက်ကြပါစေကြောင်းကျွန်တော်ဝေယံကကျွန်တော်တို့ဝိုင်းတော်သားတွေနဲ့ထပ်တူစုမုံကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube Channel ကိုနေ့စဉ်နဲ့အမျှလာရောက်ကြည့်ရှုအားပေးကြတဲ့ ပြည်သူတို့တယောက်ချင်းစီတိုင်းကိုလည်းထူပဲကျေးဇူးတင်ပါတယ် channel လေးကို subscribe နှိပ်ခဲပေးပြီးဘေးနက်ကခေါင်းလောင်းလေးကိုလည်းဒီခဲ့ပေးဖို့အထူပဲမေတ္တာရက်ခံပါတယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ခံနေရခြင်းနဲ့လည်းအရင်ကအတွင်းမှာမိသားစုမျိုးများများနေတဲ့ဖက်ပြီးတိတ်ဆောင်တာမျိုးစောင်းတက်ပြီးဖက်ပြီးရတယ်လူစုလူဝေးပြုချက်များမပြုလုပ်ကြဘူးတိုက်တင်းမှုဟောဟပ်ပါတယ်ခင်ဗျာမိရင်းနေခြင်းနဲ့မိသားစုဆက်ခံနေရခြင်းအတွင်းမှာ ိုးခင်ဗျာကိုးခင်ဗျာတင်လာတာမခံခံကြဘူးမိသားရခင်အပ်ပါခင်ဗျာကိုးဘယ်လမ်းကြောင်းတိုက်ဆိုင်ပြီးခဲ့ပြန်လာရေကြောင်းတိုက်ဆိုင်ဆက်ထားရဲ့လူရများကိုတော့မင်းလာချင်းကြည့်ရှင်ခင်ဗျာမဒီလို့ခုကိုလည်းမိသားရခင်တိုက်တွန်းလို့ဆက်အပ်ပါခင်ဗျာဒီလိုလေဒီကဒီဒီဒီများနေမယ်မိမိရဲ့အိမ်ထဲမှာအုံးခွန်ကြီးနဲ့ဂုံကြီးနဲ့မဖြစ်မလို့ဒီခါကြလို့ရပါတယ် အိမ်တိုင်းအိမ်တိုင်းမှာဘုန်းကိုကျင်းတဲ့ခေါင်းကြီးတွေပြုပေးကြတာအခုလိုပြုလို့ရပါတယ်ခင်ဗျာဒီကောင်မလို့မိမိရဲ့အိမ်တွေထဲမှာလေကြောင်းအိမ်မှာကာဝေနိုင်တဲ့အတွက်ဘုန်းကိုကျင်းတဲ့ခေါင်းကြီးများမဖြစ်မနေစတဲ့ပြုပေးထားကြဖို့တိုက်ပွဲလို့ဆိုအပ်ပါခင်ဗျာအခုလိုမျိုး ချောင်းကြီး favorite ရောင်စုအတွက်အသက်သွေးပေးစမည်ခေါင်းကိုစီထဲရွေးချောင်းကြီးစာနာကူညီပေးမှာခေါင်းရလဲတွေ့ညီရဲ့ရင်တွေ့တော့ပြီးပြီးတက်တီတစာညီရန်သူအားနာယူမြချေမုံမြင့်ခင်ပြီးမြန်ပညာနဲ့ဆွဲချည်ညီယုံကြည်သည်ပါမတီ နိုင်ငံတော်ကိုသူစစ်ချမည် ခက်ခက်ပစ္စည်းစိတ်တဆွဲအတူညီကြိုးစားပြတ်ကြော်မီဖယ်ရပြီတော့စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရွေးချမီစာရာကူညီပေးမှထာဝရလက်တွေ့ညီရဲ့ရည်သွေးတော့ပြီးပြီးတတိသစ္စာညီရန်သူအားလားယူမြခြေမုံညစ်ခြင်းညီမြန်ပညာနဲ့ဆွဲပြည့်ညီ ယုံကြည်သည်ဘာမတိပြည်သူကမွေးတဲ့အောင်စင်သည်တိုက်ဝဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည်ဘာမတိ a teja tribute this ati dilu about it sanda pia ni nai ne no go to sit ja ni